ကင်မွန်ဖြစ်သူလွတ်လာပြီးတဲ့အချိန်မှာအခုလိုအမွန်မြတ်ဆုံးအရာကိုပထမဆုံးလုပ်ပေးခဲ့တဲ့ခိုင်တင်းကြီးခိုင်တင်းကြီးဟာကင်မွန်ဖြစ်သူနဲ့နှစ်နဲ့ချီခွဲခွာနေရတာမို့စိတ်ဆင်းရဲနေခဲ့ရတာပါကင်မွန်ဖြစ်သူဟာပြီးခဲ့တဲ့နှစ်ပိုင်းကစပြီးတော့အထဲကိုရောက်ရှိနေရပါဒါကြောင့်မို့လဲခိုင်တင်းကြီးတို့သားအမေကဒီနှစ်တွင်မှစိတ်ဆင်းရဲကိုဆင်းရဲတွေဖြစ်နေရတာပါနေတိုင်းကကံမကောင်းတဲ့နေ့လို့မဆိုနိုင်သလိုအချိန်တစ်ခုဆောင်ပြီးချိန်မှာကံကောင်းတဲ့နေ့ကိုရောက်ရှိလာခဲ့ပါတယ် ခိုင်တင်းကြီးရဲ့ခင်မွန်ဖြစ်သူဟာပြီးခဲ့တဲ့ရက်မှာပဲအပြင်ကိုရောက်ရှိလာခဲ့တာပါလူပေါင်း900ပြန်လွတ်လာတဲ့အထဲမှာခင်မွန်ဖြစ်သူပါပါလာခဲ့တာမို့ခိုင်တင်းကြီးဆိုရင်လည်းအရန်ကိုဝမ်းတာနေခဲ့တာပါဝမ်းတာလုံးလို့သူ့အကောင့်မှာတော့စာရေးတင်လာခဲ့ပါတယ်မျောလေးနေတဲ့နေလေးတည်းရဲ့ရောက်လာတဲ့အပြင်မိသားစုရဲ့အတူပြန်ဆောင်နိုင်ပြီလို့အတည်ပြုလာခဲ့တာပါခိုင်တင်းကြီးမျောလင်းထားသလိုခင်မွန်ဖြစ်သူဟာကြမ်းကြမ်းမမာနဲ့အပြင်ကိုရောက်ရှိလာခဲ့တာပါသာအပြင်ခိုင်တင်းကြီးတို့ကအပြင်ကိုရောက်ရှိလာချိန်မှာမုံမြတ်တဲ့အရာလေးတစ်ခုကိုပထမဆုံးလုပ်ခဲ့ပါတယ် အထဲမှာနှင်းနဲ့ချီနေခဲ့ရတယ်လို့အထုံနောင်နေချာမှာမွန်းချက်ခဲ့ရတဲ့ခင်မွန်းအတွက်ခိုင်တင်းကြီးကအကောင်းနဲ့အရာနဲ့ပထမဆုံးရက်ကိုစတင်ခဲ့တာပါနေဘက်မှာပြန်ရောက်လာတဲ့ခင်မွန်းကိုညဘက်ရောက်တဲ့အချိန်မှာဖျားကိုခေါ်သွားခဲ့တာပါတကိုးကြီးရဲ့ရွှေကုံဖျားကိုခင်မွန်းနဲ့အတူနှစ်ယောက်သွားခဲ့ကြပါတယ်သမီးဖြစ်သူထိတ်ထိတ်ကလည်းလိုက်ပါခဲ့ပါတယ်ခိုင်တင်းကြီးတို့ဇနီးမောင်နှံကမတွေ့တာကြပြီဖြစ်တာမို့အရန်ကိုလွမ်းနေခဲ့ကြတာဆိုတာလည်းသိသားပါရဲ့။ဖျားဟုတ်သွားတဲ့အချိန်မှာခိုင်တင်းကြီးနဲ့ခင်မုံဖြစ်သူကနှစ်ယောက်တူလက်လေးချိန်ထားကြတာပါ လက်ချိတ်ပြီးသွားနေရကိုတမိဖြစ်သူထိတ်ထိတ်ကဗီဒီယိုလေးရိုက်ပေးထားတာပါ။ဖားခင်ဖြစ်သူကရှက်တက်တာမို့ဗီဒီယိုကိုလည်းပေါ်တင်မရိုက်ရပဲခိုးပြီးတော့ရိုက်ထားရတာပါ။ခန်တင်းကြီးနဲ့ခင်မုံဖြစ်သူကလက်ချင်းတွဲကဖျားပေါ်မှာချစ်တွေပုံရင်သွားလာနေခဲ့ကြတာပါ။မိဘနဲ့ဦးကိုအခုလိုမြင်တွေ့ရတဲ့အတွက်စံထိတ်ထားဦးကလည်းရန်ကိုပျော်ရွှင်နေရပါဒီလိုမြင်ကွင်းကိုမြင်ကျင်နေရကြခဲ့ပြီဆိုပေမဲ့မတွေ့ရတာနှစ်နဲ့ချီကြာနေပါပြီ ခိုင်သိန်းကြီးတို့မိသားစုကရွှေကုံဖျားမှာအလူချမ်းတွေပြုလုပ်ခဲ့ကြကကုသိုလ်ပြုတဲ့နေ့လေးတစ်နေ့အဖြစ်ပြောင်းလဲလိုက်ကြပါတယ်။အခုဆိုရင်သူတို့မိသားစုကတကွဲတပြားမဟုတ်တော့ဘဲပြန်ဆောင်နိုင်ခဲ့ပါပြီ။စီးစိန်ဥစ္စာတွေထံမိသားစုတွေအတူရှိနိုင်ဖို့သာအရေးကြီးတယ်ဆိုတာကိုလည်းနားလည်နေကြပါပြီ။ခိုင်သိန်းကြီးဟာခင်မုန်းမရှိတဲ့အချိန်မှာအပြင်မှာအတော်လေးကိုတော့ကရောက်နေခဲ့တာပါ။လူငယ်ချမ်းသာဝင်ပေးတဲ့နေတိုင်းကိုခင်မုန်းဖြစ်သူပါမလားလို့စောင့်မျှော်နေခဲ့ရတာလည်းအမှန်ပါပဲ။ တရက်လွတ်ပြီဆိုတာနဲ့မပါလာပြန်ဘူးလို့သူ့အကောင့်မှာစာရေးတင်နေတတ်တာပါအခုတော့ဒီလိုလဲရေးစရာမလိုတော့ပဲပျော်ရွှင်နေရပါပြီသူတို့ချစ်တဲ့မင်းသမီးကပျော်ရွှင်နေရပြီမို့ပရိသတ်တွေကလည်းကျေနပ်နေကြပါပြီခံတင်းကြီးကခင်မုံမရှိတဲ့အချိန်မှာစီးပွားရေးလုပ်ငန်းတွေကိုလည်းတယောက်တည်းလုပ်ကင်နေခဲ့ရတာပါထိတ်ထိတ်ကလေးမှာတော့ခံတင်းကြီးမှာဝင်ပေါ်ခဲ့ရပါတယ် ဟာခင်စီးပွားရေးလုပ်ငန်းတွေကိုခိုင်တင်းကြည့်နေထိတ်ထိတ်တို့နှစ်ယောက်ကနှစ်ယောက်တူစူးစမ်းနေကြရတာပါစီးပွားရေးလုပ်ငန်းကိုဥဆောင်နေရတာမို့ခိုင်တင်းကြည့်မှာအနုပညာအလုပ်တောင်ပြန်မလုပ်နိုင်သေးပါဘူးအနုပညာအလုပ်ကိုလည်းဆုံးလွတ်ထားခဲ့တာအယံဟုတ်ကြပါပြီရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့အရွယ်ကောင်းဆိုပေမဲ့နားထားလို့တချို့ကလည်းနှမျောကြပါတယ်ခိုင်တင်းကြည့်ရရုပ်ရှင်နဲ့ပတ်သက်ရင်တရုပ်ဆောင်စရာကာရိုက်တာတွေလည်းအများကြီးကိုရှိနေသေးတာပါ ခိုင်တင်းကြီးအားအရွယ်တင်တာမှုမနာခင်အထိမင်းသမီးတွေနဲ့အပြိုင်တရုတ်ဆောင်နေခဲ့ရတာပါမင်းသားတွေနဲ့အပြိုင်တရုတ်ဆောင်ရတဲ့ဇက်ကောင်မျိုးကိုသာရိုက်ကူးခဲ့ရတာပါဒါပေမဲ့အခုဆိုရင်ခိုင်တင်းကြီးကအမေနီယာဇက်ကောင်မျိုးကိုရိုက်ဖို့လဲကြမ်းရှိနေသေးတာပါပရိသတ်တွေကခိုင်တင်းကြီးကိုမိခင်ဇက်ရုပ်မျိုးကိုမြင်တွေ့ကျင်ကြတာပါခိုင်တင်းကြီးအနေနဲ့ရုပ်ရှင်လောကကိုချက်ချင်းခြေလန်းပြန်လှမ်းတော့မလားဆိုတာတော့မသိရသေးပါဘူး။သူ့ဘက်ကနေရုပ်ရှင်ပြန်ရိုက်မဲ့အကြောင်းကိုအရင်မှတောင်ပြောတာမျိုးမရှိပါဘူး။ သူမလုပ်ပေမဲ့စံထိတ်ထားဦးကိုတော့အမှုပညာလုပ်တွေလှုပ်ခိုင်းထားတာပါစံထိတ်ထားဦးကရုပ်ရှင်ဇာတ်ကားကြီးတွေစတင်ရိုက်ကူးနေပါပြီပထမဆုံးရုပ်ရှင်ကိုလာမယ့်လပိုင်းမှာရုံတင်ပြသတော့မှာပါအဆိုပါရုပ်ရှင်ရုံတင်ပြီးရင်နောက်ထပ်ရုပ်ရှင်တွေကိုလည်းဆက်လက်ရိုက်ကူးသွားမှာပါ ဒါအပြင်စံထိတ်ထားဦးကတချင်းဆိုရတာလဲဝါသနာပါရမုံအစိုးရအနေနဲ့လည်းလုပ်နေပါပြီ။သူတချင်းကပြီးခဲ့တဲ့လပိုင်းမှာထွက်ရှိခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်မှာစံထိတ်ထားဦးကမွေးနေ့ဖြစ်တာမို့ခန်သိန်းကြီးနဲ့နှစ်ယောက်ထဲကျင်းမခဲ့ရပါတယ်။နောက်တစ်ရက်မှာတော့ဖခင်ကပြန်လွတ်လာတာမို့စံထိတ်ထားဦးအတွက်အကောင်းဆုံးမွေးနေ့လေးဖြစ်သွားရပါပြီ။စံထိတ်ထားဦးကဖခင်ဖြစ်သူပြန်လွတ်လာတာမို့ဒီနေ့အတွက်တော့တခြားမွေးနေ့လက်ဆောင်တော့မလိုတော့ပါဘူး။ခန်တင်းကြီးနဲ့ခင်မုံဖြစ်သူအတွက်ဝမ်းသာလားဆိုတာပြောပြပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်